စိတ်နဲ့ရုပ်ကအကြီးအကျယ်ဆက်နွယ်မှုရှိနေတာဒီရုပ်ကိုပဲဒီစိတ်ကအမိပြုတ်ပြီးတော့ဖြစ်နေတယ်လို့ဒီစိတ်ရဲ့လွှမ်းမိုးမှုကိုပဲဒီရုပ်ကအကြီးအကျယ်ခံနေရတာကိုမရှိဘူးလားစိတ်ကတော့ဒီရုပ်ကြီးကိုမှီပြီးတော့ဖြစ်တာပဲဟုတ်လားဒါပေမဲ့ तू ကသူ့မိရာရုပ်ခန္ဓာကြီးကို तू အကြီးအကျယ်လွှမ်းမိုးထားတာတော့မရှိဘူးလားရှိတယ်ဒါကြောင့်မင်္ဂလာပါကျမရဲ့ဓမ္မနှုတ် channel မှာကြိုဆိုပါရစေ ရုပ်ဖောက်ပြန်လို့စိတ်ဖောက်ပြန်ရတဲ့အပိုင်းရှိတယ်လို့စိတ်ဖောက်ပြန်လို့ရုပ်ဖောက်ပြန်ရတဲ့အပိုင်းတွေလည်းရှိတာပဲဒါကတော့လူတိုင်းသိတာပါတယ်ဟုတ်လားသိနိုင်ပါတယ်အဲ့တော့ဦးရှင်တို့ပြည့်တဲ့ပေါင်းတော်စိတ်ထောင်းကိုကြည်စိတ်ပြိုကိုနုဆိုပြီးတော့တော့ပြောကြတာဩစိတ်ပေါ်မှာဒီခန္ဓာကိုယ်ကြီးရဲ့တတ္တမှုမတတ္တမှုဟာအများကြီးမီတီးနေတယ်တော့ဒီရုပ်ကိုပင်မအောင်နော်နှိပ်ဆက်နိုင်တဲ့စိတ်တွေဆိုတာရှိတယ်ဆိုတော့ကလောဘဒေါသမောဟတွေပါပဲဟုတ်လား အဲ့ဒါလိုလောဘဒေါသမောဟတွေနဲ့တင်းတင်းကြပ်ကြပ်ကြီးနေမယ်ဆိုရင်စိတ်ဒီရုပ်ကအလွန်မှပင်ပန်းတယ်မတက်တာဩအဲ့ဒါလိုပင်ပန်းမှုတွေမတက်တာမှုတွေနွမ်းနွမ်းနယ်မှုတွေနဲ့နောက်ကျူးမှုတွေနဲ့မြနေနေရတာများသလားဟောကိုစဉ်းစားအောင်ပင်ပန်းမှုမရှိဘဲနဲ့တက်တက်တာတာလေးနော်ငိမ့်ငိမ့်အေးအေးလေးရုပ်ကလေးလေးတက်တောင်တက်တာလေးကြီးကြီးလင်းလင်းလေးဒီလိုလေးနေနေရတာများလားလို့ကိုကိုစဉ်းစားအောင်ဘုရင်တို့ ဘောဇင်တရားခုနှစ်ပါးထဲမှာပတ္တိတံဘောဇင်ဆိုတာလေး ਨੇ နှိုင်းရှင်ပြီးတော့တွေးစရာကောင်းတယ်ပတ္တိဆိုတာကိုရောစေရောငြိမ်းအေးတဲ့သဘောဟုတ်လားမိမိခန္ဓာရဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားမယ်ဆိုပြီးတော့တတိဝရိယဉာဏ်ပညာနဲ့ခန္ဓာရဲ့သဘာဝတွေကိုသိနေအောင်ကြိုးစားအဲ့လိုသိနေအောင်ကြိုးစားတဲ့အခါမှာအဲ့လိုကြိုးစားနေတဲ့အခိုက်အတန့်မှာစိတ်ကိုပင်ပန်းစေတဲ့ပူလောင်စေတဲ့ကိလေသာတရားတွေဟာအခိုက်အတန့်များကင်းကွာတော့ ကြောင့်စိတ်ကဘာဖြစ်တုံဆိုတော့နှစ်သက်မှုပီတိတရားတွေနဲ့ပြည်တယ်။အထုတ်တဲ့အလေးချင်းများလာပြီဆိုလို့ရှိရင်အဲ့ဒီပီတိမကတော့ဘဲနဲ့ပတ္တတိရှိပြီးတော့ကိုရောစီရောငြိမ်အေးလာတတ်တာလာ။အဲ့လိုတက်တံပြီးတော့နေတာများသလားသို့မဟုတ်မတက်တာပဲနဲ့နေနေတာများလားစဉ်းစားကြည့်။ဒါကြောင့်တစ်ခါတလေကိုကကိုလုပ်ငန်းကံကံနေနဲ့နော်ဇောတွေကထက်တန်နေတာဆိုတော့ကိုကကိုပင်မလို့ပင်မမသေးဘူး။ နော်တတိကလေးထားပြီးတော့ကြည်ပါအောင်ခန္ဓာကိုယ်ကြီးကိုနော်ကိုကသာရှေ့ကိုအတင်းချီတက်နေတာသူကနောက်ကမလိုက်နိုင်မင်းနဲ့မောနေတာမျိုးဒါတင်စားပြောတာပါတော့ကိုခန္ဓာကိုယ်ကြီးကိုတတိလေးထားပြီးတော့ကြည်အောင်အမျက်နာကိုကြည်မယ်ဆိုရင်လည်းများသောအဖြစ်အာယုံလေးစိုက်ကြည့်လိုက်နှစ်ဘူးကြောတွေကတင်းနေတာပဲများမေကြောတွေကလည်းတင်းနေတာပဲများတယ်ဘာဖြစ်လို့တင်းနေကြတာတော့တင်းเสียအကြောင်းတွေကရှိနေအောင်တင်းစီတဲ့စိတ်တွေကအထက်ထဲမှာဖြစ်နေတာဟုတ်လား နှူးညံ့တဲ့ပျော်ပြောင်းတဲ့တိမ်မွေ့တဲ့အဆင်အတန်းရှိတဲ့စိတ်တွေကမဖြစ်ဘူးဟုတ်လားပူလောင်တဲ့တင်းကျက်တဲ့ဆင်းရဲစေတဲ့စိတ်တွေပဲရှိနေအောင်ဆိုတော့ယုတ်ကြည်ရဘလို့ဖြစ်နေတင်းတကိုယ်လုံးကြည်လိုက်ရင်ယော့ပြီးတော့တက်တောင့်တက်တန်ဖြစ်နေတဲ့အနေအထားကတာမန်အချိန်မှာတိတ်ပြီးတော့မရှိဘူးဟုတ်လားအမြန်အမှန်ကကိုယ်ခန္ဓာကိုယ်ရဲ့ပုံမှာတတိထားပြီးတော့နေတဲ့ပုံကများတာလေးရဲ့ခန္ဓာကိုယ်ကိုနုံနုံညံ့ညံ့တိမ်တိမ်မွေ့မွေ့တက်တောင့်တက်တန်ဖြစ်အောင်နေနိုင်တာ ဒါကလူငယ်တွေအတွက်ဦးဇင်းတို့ရည်ရွယ်ပြောတာပါဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတာရထကာယပင်မနှောနယ်တဲ့ကိုကြီးနဲ့မြန်နေနေတာများလားလူချင်းတွေလိုရတာကိုရည်ရွယ်ပြောတာမဟုတ်ဘူးနော်ဟုတ်လားတော့တက်တာတဲ့ခန္ဓာကိုယ်နဲ့မြန်နေနေရတာများလားစဉ်းစားရမယ်တခါတလေကလေးထိုင်ပေါ်မှာဘာလို့မှပင်ပင်ပန်းပန်းမလို့ရပဲနဲ့ဖောင်တိန်လေးတစ်ချောင်းကင်ပြီးတော့ဇောကျွေးပြန်နေတဲ့အနေအထားမျိုးတွေမရှိနိုင်ဘူးလားမြင်ရတာတော့တက်တာလေလို့ထင်ရတယ်ဒါပေမဲ့တကယ်တကယ်သူခန္ဓာကိုယ်ကြီးကတက်တာလား မတက်တာစဉ်းစားနော်ဘာလို့မတက်တာလားတော့ဘာလို့တက်တာလားတော့ဒါစဉ်းစားဖို့မလိုဘူးလားလို့လေအဲ့တော့မြတ်စွာဘုရားကအဲ့ဒါကိုပါစီစစ်ခိုင်းတာစဉ်းစားခိုင်းတာဆင်ခြင်ခိုင်းတာနော်ဘယ်နှခုရှိသွားပြီတော့ရှစ်ခုမြောက်ရှိသွားပြီနော်နောက်ကိုးခုမြောက်အတွေ့ကြတော့မြတ်စွာဘုရားဘာဟောပြတော့ကောတိဇောနုခောဘဟုလံဝိရာမိအရထဝိရယောနုခောဘုလံဝိရာမိ အဟံငါသည်ကောတစ္စောပြင်းဤသည်ဟုတ်တော်ဝဖြစ်၍ဘဟုလံကျိန်ဖန်များစွာဝိရမီနုခေါ်နေနေသလားပြင်းပြင်းရှိရှိကြီးကောင်းတာတွေဖြစ်ဖို့မကြိုးစားဘဲနဲ့မကောင်းတာတွေမဖြစ်ဖို့မကြိုးစားဘဲနဲ့ကောင်းတာတွေဖြစ်ဖို့မကြိုးစားဘဲနဲ့မကောင်းတာတွေမဖြစ်ဖို့မကြိုးစားဘဲနဲ့ဟုတ်တေချာနာထောင်းနော်ကောင်းမွန်တဲ့ကြိုးစားမှုဆိုတာမကောင်းတာတွေမဖြစ်အောင်ကြိုးစားတာကောင်းတာတွေဖြစ်အောင်ကြိုးစားတာဒါကောင်းမွန်တဲ့ကြိုးစားမှု အဲ့ဒီကောင်းမွန်တဲ့ကြိုးစားမှုမရှိဘူးဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒါပြင်းကြီးနေတယ်လို့ရသော်ဘုရားကကောသစ္စဆိုတဲ့အတုံနှုံလေးတုံနှုံပြီးတော့ဟောတယ်။အဲ့ဒါလိုမျက်နေနေတာများလားတဲ့။ဒါမှမဟုတ်အာရထဝရိယဆိုတဲ့ထက်သန်တဲ့လုံလဝရိယနဲ့ကြိုးစားပြီးတော့နေတာများလား။အာရထဝရိယဆိုတာအခြေတဝန်ပြောရမယ်ဆိုရင်တမ္ပပဒံလုံလဝရိယကိုပြောတာ။ဖြစ်ပြီးဖြစ်စေအကုဒုတရားတွေကိုရက်တက်နေအောင်ဖယ်ရှားနေအောင်ငါကြိုးစားမယ်ဆိုတဲ့ဝရိယမျိုး။ မဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုငါဖြစ်ပေါ်ခွင့်မပေးဘူးဆိုပြီးတော့ကြိုးစားတဲ့ဝရိယမျိုးမဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ဝရိယမျိုးဖြစ်ပြီးဖြစ်စေကုသိုလ်တရားတွေကိုတုတ်တက်ခိုင်မြဲအောင်ကြိုးစားမယ်ဆိုတဲ့ဝရိယမျိုးအနှစ်ချုပ်မဲ့ဆိုရင်တော့မကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်ကြိုးစားတဲ့ဝရိယမျိုးအဲ့ဒီဝရိယကိုပြီးတော့ဦးဇင်းတို့ဒီတုတ်တန်ထဲမှာထည့်ပြီးတော့မြတ်စွာဘုရားဟောထားတယ်အဲ့ဒီကျမအကျေပြောမယ်ခုလောလောဆယ်တော့ ငါဒီမကောင်းတာမဖြစ်အောင်မကြိုးစားဘဲနဲ့ကောင်းတာတွေဖြစ်အောင်မကြိုးစားဘဲနဲ့မြန်နေနေသလားပြင်းရှိပြီးတော့မြန်နေနေသလားဟုတ်လားဒါမှမဟုတ်မကောင်းတာတွေမဖြစ်အောင် ကောင်းတာတွေဖြစ်အောင်ထက်သန်တဲ့လုံလောက်တဲ့နဲ့ကြိုးစားပြီးတော့နေနေတာများလားလို့ကိုယ်စိတ်ကိုစစ်ဆေးရမယ်ဘယ်နှချက်ရှိရောကိုယ်ချက်ရှိပြီနော်မနေဘူးတော့မှတ်သားလာခဲ့တာတော့အားတော့မငယ်နဲ့ခွေရိုက်ထားတာရှိတယ်ဟုတ်လားမှတ်မိခြင်းပြန်ရခြင်းနားထောင်လို့မရဘူးလား ရတယ်။တော့အကုန်လုံးတထိုင်နဲ့မှတ်မိဘဝတော့ဘလို့မှမဖြစ်နိုင်ပါဘူး။ဒါဦးဇင်းတို့လည်းနေစင်သားပြောနေရတာ။နောက်ဦးဇင်းတို့နောက်ဆုံးရှေခုမြောက်အတွဲကြတော့မြတ်စွာဘုရားပါဟောတာတော့။တမာဟီတော်တို့ခောဘဟုလံဝိရာမိအတမာဟီတော်တို့ခောဘဟုလံဝိရာမိတဲ့။အဟံငါတိတမာဟီတော်တီကြည်သောစိတ်ရှိသည်ဟုတ်တော်ဝံဖြစ်ဖြစ်ဘဟုလံကျင့်ဖန်များစွာဝိရာမိနှုတ်ခေါ်နေနေသလော။ ငါတီတီငိမ့်ငိမ့်တီတီကြီးကြီးတမာတီကလေးနဲ့စိတ်ကလေးတီငိမ့်ပြီးတော့နေနေတာများလားလို့အလိုစဉ်းစားတယ်။ဒါမှမဟုတ်ရင်အတ္တမဟိတောဒုက္ခဘူးလံဝေတာမိ။ဘာတီငိမ့်မှုမှမရှိဘဲနဲ့စိတ်ကြီးကကြောက်ပြက်ခါပြီးတော့တွေးတဲ့မြတ်အာယုံကိုလိုက်ပြီးတော့ဟုတ်လား။ဘာတီငိမ့်မှုမှမရှိဘဲနဲ့မြန်နေနေတာများလား။ဒီလိုလဲပါလို့တော့စဉ်းစားရပဲ။နောက်တမာတီနဲ့နေတာများလားသို့မဟုတ်တမာတီမရှိဘဲနေတာများလားလို့စဉ်းစားရမယ်လို့ဆိုလိုတာ။ တမာတိကိုဒီနေမှာမြတ်စွာဘုရားကတမာဟိတောလို့ဒီလိုလေးဟောတယ်။ဘုရင်တို့သစ္စာတန်ရုပ်ထဲမှာဒီတမာဟိတောဆိုတဲ့အသုံးအနှုန်းလေးနဲ့ပတ်သက်ပြီးတော့ဟောထားတာလေးကိုအမှတ်ရတယ်။တမာဟိတောဘိခဝေဘိခုယထာဘူတံပဇာနာတိဟော။အဓိပ္ပာယ်ကဘာပြောတော့တည်ငြိမ်သောစိတ်ရှိတဲ့ပုဂ္ဂိုလ်ဒီမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်နေတဲ့ဟော။ နှစ်သာရအရှိဆုံးကတော့မမှန်ကန်ကန်သိတဲ့မြင်တဲ့ဉာဏ်ပညာပါပဲဒါပေမဲ့အဲ့ဒီဉာဏ်ပညာဆိုတာကလည်းအကြောင်းပဲဖြစ်လာတာမဟုတ်သူ့ရဲ့နောက်ွယ်မှာအကြောင်းတရားရှိတယ်ပညာဖြစ်ခြင်းရဲ့အကြောင်းတရားကတမာတိပဲစိတ်ကတည်ငြိမ်လာတယ်စုစည်းမှုရှိလာဆိုတော့သူကအရည်အသွေးရှိလာတဲ့အတွက်ကြောင့်သိစရာရှိတာတွေကိုမမှန်ကန်ကန်သူသိလာတယ်ဒါလေးမှတ်သားစရာအလွန်ကောင်းတယ်နော်တည်ငြိမ်သောစိတ်သည်မမှန်ကန်ကန်သိစေတယ်ဆိုတာ စိတ်ကပြောင်းပြက်ခတ်နေတယ်အိမ်ဒီမယံဖြစ်နေတယ်စူးစီးလို့မရဘူးဆိုရင်ဘလို့လုပ်ပြီးတော့မှအဲ့ဒီအချိန်မှာအဲ့ဒီအနေအထားမျိုးနဲ့အဲ့ဒီစိတ်တည်အမှန်တရားကိုမသိနိုင်ဘူးဟုတ်တယ်မဟုတ်လားဒါလောကီလိုလည်းဒီတိုင်းပဲအလွန်တရာစိတ်ပြန့်လွင့်ပြီးတော့စူးစီးလို့မရတဲ့ပုဂ္ဂိုလ်အာယုံဆိုင်လို့မရတဲ့ပုဂ္ဂိုလ်ဟာနော်ဘလို့အမှန်တရားကိုသူသိမှာတော့ဘာမှမသိနိုင်ဘူးနော်ဒါလောကီလိုလည်းဒီတိုင်းပဲဟုတ်လားမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာတမာရီရှိတဲ့ပုဂ္ဂိုလ်တွေ တုံတဲ့ယုံနဲ့စိတ်မလှုပ်တဲ့မတုံတဲ့ပုံကိုယ်တွေရောဟုတ်လားအေးခုမြတ်စွာဘုရားကဒီမှာတမဟိတောဘိက္ခုယိဘိက္ခုယထာဝုဒ္ဓမဇာနာတိတည်ငြိမ်သောစိတ်ရှိတဲ့ယဟန်တိမှန်မှန်ကန်ကန်သိမယ်လို့ဟောတာမှန်မှန်ကန်ကန်သိတယ်ဆိုတာကဒီနေ့မှာဘာကိုယဉ်ညွတ်တာတော့သစ္စာလေးပါးကိုသိတာကိုယဉ်ညွတ်တာဘဝခန္ဓာတိရှင်ရဒုက္ခတွေဖြစ်နေခြင်းများတာဖြစ်တယ်လို့ဆိုတဲ့နံပါတ်1အမှန်တရားဒုက္ခသစ္စာဒါတည်ငြိမ်သောစိတ်ရှိရင်အဲ့ဒီအမှန်တရားကိုသိနိုင်နေတဲ့ဟုတ်လား မိမိတို့နားလေသည်ဖြစ်စီနားမလေသည်ဖြစ်စီလက်ခံသည်ဖြစ်စီလက်မခံသည်ဖြစ်စီဘဝခန္ဓာတွေကတော့တကယ်တမ်းကဆင်းရဲဒုက္ခတွေဖြစ်နေခြင်းများသာဖြစ်တယ်တဲ့ဆင်းရဲဒုက္ခကလွဲလို့တခြားဘာတွေဖြစ်နေတာမှမဟုတ်ဘူးအဲ့ဒါလောကကြီးရဲ့နံပါတ်1အမှန်တရားဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရားဒါပေမဲ့အဲ့ဒီအမှန်တရားကိုဒကာမတို့ဦးဇင်းတို့တို့ကအခုချိန်မှမသိနိုင်သေးဘူးသိလည်းပဲအနုဘောဓဉာဏ်လောက်နဲ့ပဲသိတယ်ပဋိဝေဒအဆင့်ရောက်အောင်မသိဘူးအဲ့တော့အဲ့ဒီဟာကိုထိုးထွင်းပြီးတော့သိကျင်တယ်မြင်ကျင်တယ်ဆိုရင်သိနိုင်လောက်တဲ့ တမာတိရှိအောင်ကြိုးစားရမယ်။တမာတိရှိရင်ခန္ဓာတည်ရှင်းရတယ်ဆိုတဲ့ဒုက္ခသစ္စာကိုသိနိုင်တယ်မြင်နိုင်တယ်။ဟုတ်လား။လောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာနံပါတ်1လောကကြီးရဲ့အမှန်တရားတမှုရိယသစ္စာ။ရှင်ရဲ့ဒုက္ခဆိုတာလောဘဆိုတဲ့ပရဏအကြောင်းတရားကြီးကိုအကြောင်းခံပြီးတော့ဖြစ်ကြတာ။အဲ့ဒီအမှန်တရားကိုတမာတိရှိရင်သိနိုင်တယ်။ဟုတ်လား။လောဘချုပ်ခြင်းဒီဒုက္ခချုပ်ခြင်းဖြစ်တယ်လို့ဆိုတဲ့ နံပါတ်3လောကကြီးရဲ့အမှန်တရားနိရောဓသစ္စာဒါကိုလည်းပဲတမာတိရှိလို့ရှိရင်သိနိုင်တယ်မြင်နိုင်တယ်မဂ်ကင်ရှင်ပါသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်ကြောင်းလမ်းကြောင်းဖြစ်တယ်လို့ဆိုတဲ့နံပါတ်4လောကကြီးရဲ့အမှန်တရားမဂ်ကသစ္စာဒါကိုလည်းပဲတမာတိရှိတဲ့ပုဂ္ဂိုလ်တွေဟာမမကန်ကသိနိုင်တယ်မြင်နိုင်တယ်ပဋိသမာတိဆိုတဲ့တရားလေးရဲ့အရေးပါမှုကို နားလည်ဖို့လိုတယ်ဒါကြောင့်ဦးဇင်းတို့နိဗ္ဗာန်ရောက်ကြောင်းမြတ်စွာဘုရားညွှန်ပြတဲ့လမ်းကြောင်းအမှန် သီလတမာဓိပညာဒီလိုမလားဟုတ်လားလားเนาะတမာဓိဒီဘက်ကင်၈ပါးထဲမှာလည်းပဲအလွန်အရေးပါတဲ့အင်္ဂါအစိတ်အပိုင်းတည့်ရနေနေရှိမနေဘူးလားရှိနေတယ်သိက္ခာ၃ပါးထဲမှာလည်းပဲသီလသိက္ခာတမာဓိသိက္ခာပညာသိက္ခာဆိုပြီးတော့ကျင့်စရာကြီး၃ခုထဲမှာလည်းပဲတမာဓိသိက္ခာဆိုပြီးတော့เนาะတခန္တနာတတိတနံရှိမနေဘူးလားဒါကတချို့ကတမာဓိကို ဘုရားသာသနာနဲ့တွေ့တဲ့အချိန်မှာတိဖို့ရာကလိုရင်းပဲတမာတိရှိဖို့ကအဓိကမဟုတ်ဘူးလို့ပြောကြတာတွေကိုပြောကြတာတွေကြားရလို့ဒီစကားလေးကိုဦးဇင်းတို့ပြောပြတာဟုတ်လားတမာတိမရှိဘဲနဲ့မှန်မှန်ကန်ကန်မသိနိုင်ဘူးဟုတ်လားဒီအဲ့တော့အဲ့ဒီတမာတိမျိုးကိုယ်မှရှိပြီးတော့နေတာများလားသို့မဟုတ်တမာတိမရှိဘဲနဲ့နေတာများလားလို့ခြေကူးမြောက်စဉ်းစားရမယ်လို့မြတ်စွာဘုရားဟောတာဘယ်တစ်ချက်ရှိသော်အလုံးဆယ်ချက်နော်မကောင်းတာခြေမျိုးကောင်းတာခြေမျိုး အဲ့ဒါကိုယ့်စိတ်ကိုအဲ့လိုစစ်ဆေးခြင်းဒီကုသိုလ်ကောင်းမှုတိုးပွားရေးကိစ္စမှာအလွန်တရာမှအကျိုးကျေးဇူးများတယ်တဲ့မြတ်စွာဘုရားကအဲ့ဒါလိုကိုယ့်စိတ်ကိုစစ်ဆေးလို့ရှင်ញင်လို့တကယ်လို့မြန်မကောင်းတာတွေနဲ့ငါနေနေတာများတယ်ငါတန်တမှာမကောင်းတာတွေဖြစ်တာအလွန်များပါလားလို့မြန်သိခဲ့မယ်ဆိုရင်အဲ့ဒီလိုအဖြေမျိုးမြန်ထွက်ခဲ့မယ်ဆိုရင်အဲ့ဒီမကောင်းတာတွေကိုဖယ်ရှားဖို့အတွက်ကြိုးစားရမယ်ကောင်းတာတွေအဖြစ်များတယ်ငါကောင်းမှုနဲ့ပဲနေတာများတယ်ကောင်းတဲ့အရည်အသွေးနဲ့ပဲနေတာများတယ်လို့မြန် အဲ့ဒီလိုကောင်းမွန်တဲ့အဖြစ်အမြန်ထုတ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီကောင်းမှုမှရက်တည်ပြီးတော့တွတ်တဲ့အလွန်အာတော်တရားတွေကုံအောင်ကြိုးစားရမယ်တဲ့။အဲ့ဒီနေ့မှဦးကျွန်တော်ဆက်ပြီးတော့ပြောစရာရှိတာကမကောင်းတာတွေအဖြစ်များတယ်လို့မြန်သိခဲ့မယ်ဆိုရင်အဲ့ဒီမကောင်းမှုတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့အချက်ကလေးကိုမြတ်စွာဘုရားဟောပြထားတဲ့သကလုံးလေးတွေအတိုင်းအသေးစိတ်ကလေးဦးကျွန်နေနဲ့ပြောကြည့်ခြင်းတော့ဟုတ်လား။ပုဂ္ဂိုလ်ကိုစဉ်းစားလိုက်လို့ဆင်ခြင်လိုက်လို့စစ်ဆေးလိုက်လို့ ဘောကမမကောင်းတာတွေမကောင်းတဲ့စိတ်တွေနဲ့ပဲငါအနေများနေပါလားလို့တကယ်လို့မြဲအဲ့လိုမြဲအဖြေထုတ်ခဲ့မယ်ရှုရင်များသောအဖြစ်တော့စစ်ဆေးကြည့်မယ်ဆိုရင်တော့အဲ့ဒီအဖြေပဲထွက်မှာပဲများပါတယ်ဒါဥစဉ်တို့လည်းဒီတိုင်းပဲဒကာဓမ္မတို့လည်းဒီတိုင်းပဲဖြစ်လိမ့်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီအဖြေလောက်ရတယ်ဆိုရင်ကိုမစိုးသေးဘူးအောင်းဆိုတဲ့များသောအဖြစ်ကစစ်ကိုမစစ်သေးဘူးဟုတ်ကောမကောင်းတာကြီးကိုပဲကောင်းတယ်လို့ထင်နေတာဟုတ်တယ်မဟုတ်လား ကောင်းတာကိုမကောင်းဘူးလို့တိရတဲ့ပုံကို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 မကောင်းတာတွေဖြစ်နေပါလားလို့တိရတဲ့ပုံကမတိရတဲ့ပုံကိုထက်အများကြီးမသာဘူးလားဟောတော့သူကကုစားဖို့အတွက်သူ့မှာလမ်းကြောင်းပွင့်နေတယ်ဟုတ်လားခုမြတ်စွာဘုရားကအဲ့ဒါလို့ကိုကိုကိုစစ်စေးလို့ဩမကောင်းတာတွေအဖြစ်များတယ်ဟဲ့လို့မြင်တိခဲ့မယ်ဆိုရင်အဲ့ဒီမကောင်းမှုကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဘလောက်ထိလုံလဝရိယထက်ထက်တန်တန်ဆန္ဒတွေထက်ထက်တန်တန်နဲ့အဲ့ဒီအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးစားရမှာလဲဆိုရင်တဲ့ အာဒိဋ္ဌတိတော်ဝါအာဒိဋ္ဌစီလောဝါကိုကောင်းမဆပင်ကိုအခမသိလို့မီးလောင်တဲ့အခါမျိုးမြန်ကြုံခဲ့မယ်ချို့ရဲ့အဲ့ဒီမီးကိုငိမ့်သက်ဖို့အတွက်ကိုဘလောက်ပြင်းပြင်းထန်ထန်စူးစမ်းမလဲတစ်ချက်လောက်စဉ်းစားအောင်ကိုဝတ်ထားတဲ့အင်းကြီးကိုဝတ်ထားတဲ့အဝတ်ပစိုးထမိန်ကိုအခမသိလို့မြန်မီးလောင်ခဲ့မယ်ချို့ရဲ့အဲ့ဒီလောင်းနေတဲ့မီးကိုဘလို့ဝရိယမျိုးနဲ့ကိုငိမ့်သက်မလဲကျန်တဲ့လှုပ်တွေအသာထားအဲ့ဒီအချိန်မှာတော့အဲ့ဒီမီးကိုငိမ့်ဖို့ကအရေးအကြီးဆုံးပဲမဟုတ်လား အခမသိလို့ခေါင်းကိုလောင်းနေမီးအဝတ်ကိုလောင်းနေမီးစိတ်ကူးလေးနဲ့လောင်းကြည့်ပေါ့ဟုတ်လားတကယ်လောင်းဖို့ဆိုတာကတော့ဖြစ်ထောင်ဖြစ်ခဲကိစ္စကြီးပါပဲဒါပေမဲ့အခမသိလို့မြန်လောင်းခဲ့မယ်ဆိုရင်တော့ဘယ်လောက်အတိုင်းအတာအထိတော့အားစိုက်ပြီးတော့ကိုအဲ့ဒီမီးကိုငြိမ်မလဲဟုတ်လားဘလောက်ကျန်တဲ့ဘလောက်အလုတ်အရေးကြီးတယ်ပဲပြောပြောအဲ့ဒီအလုတ်လောက်ကတော့အရေးမကြီးဘူးခုမြတ်စွာဘုရားကအာကုတ္တတရားဖေရှားရေးကိစ္စမှာအဲ့ဒါလောက်အရေးကြီးလောက်ရမယ်လို့ပြောတာ ဒါအလွန်မြင်မာတဲ့ဥပမာပေါ့နော်လိုက်နာနိုင်ဖို့ကတော့တော်တော်ကိုမလွယ်သေးဘူးအဲ့။နော်ဦးဇင်းတို့ကဒါကိုယ့်စိတ်ကိုပဲကိုယ်စဉ်းစားပြီးတော့ပြောကြည့်တာပါ။အဲ့ဒီလောက်စိတ်တက်ကြီးနဲ့အကုသိုလ်တရားကိုပေရှားဖို့မကြိုးစားသေးတာမအားထုတ်သေးတာတော့အမှားပဲ။အဲ့ဒါကြောင့်မို့လို့လေပဲဒကာမတို့ဦးဇင်းတို့တွေဟာဒီကနေ့အချိန်ထိဒီစင်ရဲတွင်တဲ့ကမတက်နိုင်သေးတာ။ဟုတ်ရဲ့လား။ကိုမြတ်စွာဘုရားကအကုသိုလ်တွေများတယ်ဆိုတာကိုသိခဲ့မယ်ဆိုရင်အဲ့ဒီအကုသိုလ်တွေကိုဖယ်ရှားဖို့အတွက် ခုပြောခဲ့တဲ့ဝရိယမျိုးထိအခုပြောခဲ့တဲ့ဆန္ဒမျိုးထိဝရိယတွေဆန္ဒတွေကို မြင့်တင်ရတယ်။ကောင်းလောင်နေတဲ့မိကိုငြိမ်းတယ်လို့မျိုးဝတ်ထားတဲ့အိုးအိမ်ကြီးကိုလောင်နေတဲ့မိကိုငြိမ်းတယ်လို့မျိုးတဲ့။အလွန်ထိမိတဲ့ဥမာလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။အဲ့ဒီမှာအသုံးနှုံးလေးတွေကိုလည်းမြတ်စွာဘုရားအတိအကျသုံးနှုံးပြီးတော့ပြောတယ်ဗျ။တေတံယေဝပါပကနာဓမ္မနာအကုသလနာ အဓိမတော်သံသောစာဝါယမောစာဥတ္တဟောစာဥတ္တောလီစာအပတိဝါနေစာတတိစာတံပစဉ္ဉ္စကရဏီယံတဲ့အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့အသုံးနှုံးလေးတွေအဓိပ္ပာယ်ကမပြောတာတော့တေတံယေဝပါပကနံဓမ္မနံအကုတလနံအခုပြောခဲ့တဲ့အကုတုတရားတွေယုံညံ့တဲ့တရားတွေကိုတဲ့ကိုကိုကိုစစ်ဆေးလို့မကောင်းတာတွေအတွေ့များမယ်ဆိုရင်ပေါ့လေတော့မှန်ကြည့်တဲ့ပုဂ္ဂိုလ်ကမှန်တယ်မှာတော့အညစ်ညစ်ပတ်နေတာတွေပေးကြီးနေတာတွေ အမျက်လုံးတော့မှမျက်ဝတ်တွေဘာတွေများကတ်နေတာများတွေ့ခဲ့မယ်ရှင်ဘာလုပ်အောင်လဲ။အချိန်တွေဘာတွေစောင့်အောင်မလား။အစောင့်မအောင်တောက်လျှောက်ပါတော့။ရုပ်အညစ်အကြေးကြတော့အဲ့လောက်ဖယ်ရှားဖို့ထက်သန်တယ်။ဒါနဲ့စိတ်အညစ်အကြေးကတော့နေရွှေရဲ့ရွှေပေါ့နော်။အာမပဲစိတ်သာသွားမှာပဲ။ဟုတ်လား။ကျန်တဲ့အလုပ်တွေအကုန်လုံးကရှိမှရှိနေတယ်။ကျန်တဲ့အလုပ်တွေပြီးတော့မှအဲ့ဒီအလုပ်ကိုဘယ်မှထားတော့နောက်ဆုံးမှထားတယ်။